ားလုံးပဲမင်္ဂလာပါရှင်။အေးအိတ်ကနေကြိုဆိုလိုက်ပါရစေ။နေဖပြပေးမယ်ဝတ္ထုလေးကတော့ဆရာမနွနွရေအင်းဝရေးသားတဲ့ဂေးတယောက်ရဲ့ဖွင့်ဟဝင်ခံချက်ဆိုတဲ့ဝတ္ထုတော်လေးပဲဖြစ်ပါတယ်ဂေးတယောက်ရဲ့ဖွင့်ဟဝင်ခံချက် ချဲတို့ကဂျဲဆိုတော့မဲမရှာဆိုတော့အဲအဲရိုင်းရိုင်းခေါ်ရင်အချောက်မဂျီမရီဆိုတော့ကို့စကားကို အထင်မြင်သိကျင်ကြတယ်စကက်ပေါ့စကက်ဘူးစကက်ရှန်ထင်ကြတယ်ဖနက်ကြားကနှက်စကားထွက်မလာပေါ့ဒီလို သူတို့ကပြောပါစေပြောပါစေထင်မစေတနေ့တော့ဂျီမစေတနာကိုသိလာမှာပါဘယ်သူတွေကဘာတွေထင်လဲဂယုမဆိုင်သေးဘူး ဂျီမဘဝကိုပြောင်းပြောင်းတင်းတင်းခံယူလိုက်ပြီးကလေးကခြေတို့အခြေဝတ္ထုတွေတွေကခက်တီတီဇက်လိုက်မှလေးတန်နဲ့ပြောရရင်ခြေတို့ဘာကူမှကယူမဆိုင်ပြီးတိမ်မာမကြောက်လို့ပီတရာရှောက်နေတာဘဲရာကိုခြေကယူဆိုင်ရမြင်နေခြေကယူမဆိုင်လို့ပြီးခြေသိမ့်နားလေသည်ပေါ့လင်္ကာတန်းမြတာတတ်တဲ့ပညာမင်းမှမဟုတ်ဖဲဘွဲရပညာတတ်တယောက်အနေနဲ့သိမ့်နားလေသည်ပေါ့ ဒီဘဝဂျိမဖြစ်ရတာဟာဟိုရင်ဘဝကသူမြတာမယားကို စော်ကားပြမခဲ့လို့ဆိုတဲ့ဗုဒ္ဓတရားတော်အလိုရလဲချဲတိတယ်။သိပ္ပံနီးကြကြလေ့လာပြီးစိတ်ပညာရှင်တွေကပြောတဲ့ဟော်မုန်းပြောင်းလဲတဲ့ယောဂဟော်မုန်းကမောက်ကမဖြစ်တဲ့ယောဂဆိုတာကိုလည်းချဲတိတယ်။ယောဂပဲဖြစ်ဖြစ်ဝိခံရတာပဲဖြစ်ဖြစ်ဂျိမဘဝဟာမကောင်းဘူးဆိုတာလဲချဲတိတာပါပဲ။ကိုကိုမြင်သူတိုင်းကရည်စရာတရားဝါတကောင်လို့သဘောထားကြတယ် တချို့ကလည်းယွန်စရာတတဝါတကောင်လိုကြည့်ကြတယ်။ကိုပြောတဲ့စကားကိုဘယ်သူမှမလေးစားခြင်းဘူး။အထင်သိကြတယ်။ယောက်ျားတမင်နဲ့ရေသာကိုအချောင်လိုက်နေကြတယ်လို့ထင်ကြတယ်။ခုဆိုပိုးဆိုသည်။ဘတ်စကားပေါ်မှာချဲရုံနဲ့လူတွေကတွဲမထိုင်ကြကြတော့ဘူး။ AIDS ရောဂါပိုဖြန့်ဝေသူလို့ထင်ကြပြန်တယ်။ကဲစင်စားကြီးမအချောင်မှဖြစ်ရတဲ့ဘဝဘယ်မှာကောင်းလို့လဲ။ဘယ်သူဖြစ်ချင်မလဲတကယ်ပါ။ ချဲလည်းဖြစ်ကျင်ပါမလားချဲမဖြစ်လို့ပါချဲမဖြစ်လို့ရာတည်ကြပါသေးကွယ်ချဲယောဂစာရာ၅နှစ်တမီအဲ၅နှစ်သားလောက်ကပေါ့ချဲတတီကဆွေရရရှိတယောက်မမီကဟိုဆက်ဆက်ဒီဆက်ဆက်ပွင့်စားမှာပေါ့ချဲကအကြီးဆုံးသားဩရတတာကြီးဩရတအချောက်ဖြစ်တာလေခေါင်းကြရော့ ်ချဲရော့အိမ်ကဂျဲလီဂျဲလီနဲ့ချစ်စနုခေါ်ကြတယ်လေယောက်ျားနာမည်မဲ့ထားတာကတော့အောင်ပြေဆိုးတဲ့ထားလိုက်ပါတော့ဒါတကက်ရုပ်ရှင်စကားနဲ့ပြောတာလေကတ်ချင်းလိုက်အောင်မယ်အဲငါးနှစ်သားလောက်မှာချဲဆိုတဲ့ဂျီမပေါ့ဆာလေးကမမီမိတ်ကတ်တွေနှခမ်းနေတွေယူလဲယူဆိုးပြီးတော့မမီထမိန်ကြီးဝှေ့ပြီးတိုက်ခန်းဝင်ရတာမှာဆက်နေရသည်ကာနေရပဲကိုဘာသာကိုဘာဖြစ်မှန်းလဲဘဲသိမလဲ အရာလမ်းပေါ်ကရှောက်တီဆေးပြားရောက်တဲ့အချောင်းမကြီးတွေကမြင်တော့တမီးလေးတမီးလေးနဲ့လှန့်လန့်ခေါ်ကြတယ်။ဇက်သွင်းတာလေအချောင်းမကြီးတွေလှုပ်ပုံလှုပ်เสียရလား။ခြေကတော့အဲ့လိုခေါ်ရင်ရှက်ရှက်ပြီးအိမ်ထဲဝင်ပြေးတာပဲ။ခြေအဲ့ဒီလိုကကနေတာကိုအစကတော့ဒယ်ရီရောမာမီရောကလေးပဲဆိုပြီးကြည်နေသေးတယ်။ဆယ်နှစ်သားကျော်လာတော့ဒယ်ရီတို့မာမီတို့လန့်လာပြီ။ဘောင်းမီရှိမချွတ်တန်းဝဲ့ပြီးဖင်လေးလိန်ကျစ်လိန်ကျစ်နဲ့ဂျယ်လီကလေ ဂျယ်လီကလေးနဲ့ပြောရကနေခြေကခြေကနဲ့ဖြစ်လာပြီလေ။ចောင်းសាអោអភုံးမှာလဲប៉ាន់ឆេរីម៉ាម៉ាတဲ့နាមេរីပြောင်းလို့ဧည့်တဲ့ဒယ်ဒီကအိမ်ရှိဝရန်တာမှာကျိုးနဲ့တုတ်တော်တာပဲပြီးတော့ကြိမ်လုံးနဲ့ဟိတ်ကမင်းမိန်မလာယောက်ျားလားပြောစမ်းဆိုပြီးရွှန့်စိုးတစ်ချက်ချခြေကကြောကော့ပြီးအမလီမိန်မပါဒယ်ဒီရဲ့ဆိုပြီးអော်တာပဲဒယ်ဒီကလည်းယောက်ျားပါလို့မပြောမချင်းချတယ် ဘဲခံနိုင်မလဲကြာတော့လက်မြောက်တူထောင်အငန့်ခံလိုက်ရတာပေါ့တဲ့တဲ့မြတော်လေးတန်လေးနဲ့ယောက်ျားမတဲဒီရဲ့လို့သာပြောလိုက်ရတယ်။နောက်နေ့ကစပြီးတဲဒီအမိန်တိုင်းယောက်ျားလေးလို့ပစိုးဝေးရတယ်။ရှက်အင်းကြီးဝေးရတယ်။မိန်းကလေးတွေနဲ့မကစားရဘူး။ညနေတိုင်းတဲဒီနဲ့လက်သီးထိုးရတယ်။ချဲစူးစမ်းပြီးစိတ်ကိုပြောင်းပါတယ်။တဲဒီကိုကြောက်လဲကြောက်တယ်။မမီးကိုလည်းတနာပါတယ်။ ချဲခုနှစ်တန်းလောက်မှာတော်တော်ဟုတ်သွားသေးတယ်။ယောက်ျားလေးလိုပြန်ဖြစ်သွားတယ်။တခါတလေပေါ်လာတဲ့ကနွဲ့ကလျာနေခြင်းစိတ်တွေကိုလည်းအတင်းမောင်းထုတ်ပြစ်တာကိုဒါပေမဲ့ဒယ်ရီတို့အမားကြောင့်ချဲဒုက္ခရောက်သွားပါတယ်။ဒယ်ရီပေါ့ချဲပူပြီးယောက်ျားပြီးသားအောင်ယောက်ျားလေးမိန်းကလေးရောနေတဲ့အကြောင်းကနေယောက်ျားလေးကြောင့်ကို ပြောင်းပြစ်တယ်လေ။ပြောင်းစရာလား။ तू ကထင်တာလေထင်တာ။ယောက်ျားလေးတွေကြီးဆိုတော့ယောက်ျားပူဖြစ်မယ်ထင်တာ။ ဖြစ်လိမ့်မယ်ဖြစ်လိမ့်မယ်အရွယ်လေးက14 15စိတ်ကစားတဲ့အရွယ်ပြီးတော့စိတ်ကလေးမခိုင်တခိုင်ကို အတင်းကြားကန်ခိုင်ထားရပါတယ်ဆိုမှ အထာကျွမ်းနေတဲ့ចောင်းသားစုတွေကចောင်းတွေမှာအတင်းလိုက်လိုက်ဖန်နှံတော့သွားရောအောင်ပြေစုကနေပန်းချယ်ရီမမပြန်ဖြေးရော မပြောနဲ့တော့ကျောင်းမှာတော့ cherry တို့ကစူပါစတားပေါ့တနည်းတနည်းစအဆောင်20လောက်ရတယ်အကုန်လုံးជីជីမာစတာသားတွေကြီးပဲဒါပေမဲ့ပြန်မကြိုက်ပါဘူးပညာသင်နေတော့အခြေရေးကိုမစင်စားသေးဘူးလို့စင်စားရင်ရှေ့ဆုံးကထည့်စင်စားပါမယ်လို့ဆွာပြန်လိုက်တာပေါ့ဒယ်ဒီတို့မမီတို့မသိအောင်မုံဘိုးစုပြီးမိတ်ကပ်နှခန်းနေဝဲကျောင်းမုံဆိုင်ကဒေါ်ကြီးစီမှာအပ်ထားရတယ်ကျောင်းစောစောလာပြီးမုံဆိုင်အကွယ်မှာမိတ်ကပ်ပါပါလဲ နှကန်းဒီပါပါဆိုးပြီးမှအတန်းနဲ့ဝင်လာချဲတို့များအတန်းနဲ့ဝင်လာပြီလားဆိုမှဖြင့်လက်ခေါက်မှုတ်တန်းလေချွန်တန်းတွေမှစူးညံလို့ချဲလေးရေချစ်ချစ်နဲ့အတန်းမဆဲပဲကျင်းနူးရတာများမပြောနေတော့တကယ်ပြောတာမိမအစ်စ်တွေလိုပဲကျင်းနူးตายရတာချဲစပီမာတွေကို မေ့ကြည့်ဘူးလေစပီမာဆိုတာမိမအစ်စ်ကိုခေါ်တာလေခုဆိုစပီမာလို့မခေါ်တော့ဘူးငံပြာကြီးလို့ခေါ်တယ်ထားပါတော့ဒါကတကက် အဲ့ဒီစပီမာတွေကပြောတယ်သူတို့လည်းယောက်ျားလေးတွေက ကိုကိုလှတယ်ပြောရင်ချစ်တယ်ပြောရင်ជីနုตายရတာပဲတဲ့အဲ့ဒီခံစားမှုကတမျိုးပဲတဲ့ကိုကချစ်နေတဲ့သူဆိုပိုတောင်းခံစားရသေးတဲ့အဲ့ဒီခံစားမှုဟာလည်းဘာနဲ့မှမတူဘူးတဲ့တိတ်မှန်တာပေါ့ကွယ်အချစ်ရဲ့ခံစားမှုကိုခြေတို့လည်းခံစားခဲ့ဘူးဒီပေါ့ရှင်တဲကအသက်နှလုံးပောက်ခုံထွက်မတတ်တဆတ်ဆတ်တုံရင် မောဟိုက်လာစေအောင်စွမ်းဆောင်နေနိုင်တာလေအချစ် ကမ္ဘာလောကကြီးတစ်ခုလုံးဂျွန်းတိုးမောက်ခွန်ဖြစ်အောင်ဆွမ်းဆောင်နိုင်တာလဲအချစ်ပေါ့ပန်းချယ်ရီမမတယောက်အချစ်ဤကြေးကြုံဘဝအကြိမ်ကြိမ်ရောက်ဖို့ဒီပေါ့ကွယ်အကြိမ်ကြိမ်ရှုံးနိုင်ဖို့ဒီပေါ့ကွယ်ဒါပေမဲ့ချဲအချစ်ဦးကိုတက္ကသိုလ်ရောက်မှစတွေ့တာပါဆယ်တန်းမှာတယောက်တွေ့သေးတယ်ဒါမဲ့လဲချဲမျိုးသိလိုက်ပါတယ်ဘာကြောင့်လဲဆိုကိုတဲ့နှစ်မှာချဲအမူအရာတွေကိုအိမ်ကပြန်ရိပ်မိပြီး ိုက်ဝရန်တာလူမြင်ခွင်းမှာဒဲဒီကပစိုးချို့ရိုက်တယ်ရဲ့လို့ရိုက်เสียလားအပြုတ်ကြီးဖားဖားကိုလုံကြီးချို့ရိုက်ရတယ်လို့ရှက်လိုက်တာဒဲဒီရဲ့ကြိမ်တန်ရာတွေကတော့ချက်အချက်ကိုမဖုံးလန်းနိုင်ဘူးငိုနေတဲ့မမေကိုတနာပြေဒဲဒီကိုဒုတိယအချိန်မြောက်ပြောရပြန်တယ်ကျွန်တော်ယောက်ျားပါခမအောင်ပြေဆိုးပါခမလို့ဆယ်ချိန်ပြောရပြန်တယ်အဲ့ဒီတခါချက်တော်တော်စိတ်ညစ်သွားတယ်ကိုကိုကိုလည်းစိတ်ပြက်မိတယ် ။ချဲစာရီလည်းတော်တော်ဖတ်နေပြီဆိုတော့တိလည်းတိနေပြီလေ။ရခဲ့လာတဲ့ယောက်ျားဘွားကိုချဲတကယ်လို့ချင်ပါတယ်။ရနေရဲ့သားနဲ့ချဲမလို့ချင်းနေတာကချဲအမားချဲညံ့လို့ဆိုပြီးချဲကျူးစားပြန်တယ်။ချဲဘာလို့တဲမှတ်လဲ။အောင်ပြေဆိုးလူကျော်လေးအမိုက်အခိုက်လေးအောင်ပြေဆိုးဖြစ်နေကောင်းမလေးတွေကိုရှောက်လိုက်တယ်။တိတယ်မဟုတ်လား။ဒီကအရက်ထောင်ထောင်မောင်မောင်ဖြူဖြူဖွဖွေးနဲ့မျက်လုံးကောင်မျက်ခုံးကောင်ရဲ့နေအောင်ရဲ့ ကျော်သူရဲ့ရန်အောင်ရဲ့ပေါင်းထားတဲ့ယုံမျိုးစဉ်းစားကြည့်စပီမာတွေငံပြရွေတွေဘယ်လောက်ခိုက်လိုက်ခြိုက်လိုက်မလဲတလလောက်စပီမာချောချောလေးတွေနောက်ကိုလိုက်တာစောရောစပီမာလေးတယောက်နဲ့ချောချောလေးပါပဲနာမည်တောင်မေ့နေပါပြီ သူ့ကိုချစ်ဖို့အောင်ပြေဆုခင်ဗျအတော်လေးစူးစမ်းကြည့်ပါရယ်တမီးကြီးစားတို့ဘာသာဘာဝအင်ယာကန်တော်ကြီးတရိษံယုံရှောက်သွားချိန်တွေ့ဘလို့မှမကျင်နေဘူးရှင်ကဲ ဒါနဲ့မဖြစ်ချေဘူးဆိုပြီးရုပ်ရှင်ရုံနောက်ဆုံးတန်းဝင်ချစ်ဖြစ်တယ်။ပြောအောင်မယ်။ရုပ်ရှင်ပြတာနဲ့သူကကို့ပခုံးကိုနှွင့်မီးလာတယ်။ကို့လက်ကိုကိုင်းလာတယ်။မီးရောင်မိန်လဲလဲမှာချစ်သူနှိုးဘလောက်ကြည်နူဖို့ကောင်းလဲ။တခါတည်းစိတ်တွေမွန်းကျက်ပြီးချွဲရီပြန်လာတယ်။ရုပ်ရှင်ရုံထဲကနေထွက်ပြေးချင်လာတယ်။မင်းမချင်းလိုပဲချိတ်စိတ်ထဲမှာခံစားလာရတယ်။ခက်တာကကို့နှွင့်မီးခြင်းနေတာကကို့ရှိတခုံချုံမှလေး။ ရုံတဲ့ဝင်ကလေးကမြင်လိုက်ပြီးပြီမျက်လုံးချင်းဆုံလိုက်ပြီးလို့ဒိတ်ခင်းနဲ့တောင်ခုံသွားခဲ့ပြီးပြီသူကကိုလိုချင်းပင်နဲ့တီရှပ်နဲ့ပါပဲဒါပေမဲ့သူကယောက်ျားစစ်ကိုက ကြားရောင်ဆောင်ထားတဲ့ကြားအတုကိုအဲ့ဒီစပီမာနဲ့ရုပ်ရှင်ရုံကအပြန်လမ်းခွဲခဲ့ကြတာပဲဟုတ်တယ်ခြေဘလူးမှသူ့ကိုချစ်လို့မှမရတာညီမလိုပဲခင်တယ်ညီမအချင်းတွေလိုပဲသဘောထားလို့ရမယ်သူကတော့ခြေကအသေးစားဘယင်ကြီးတဲ့ ရက်ဆက်မှုအပေါင်းတရဘူးဆောင်နဲ့ကိုစိမ့်ပင်ကြီးတဲ့ခက်လိုက်တာများဆိုတာစိတ်ကိုမရှိဘူးအော်လိုက်ချင်ပါတယ်ငါချစ်တာကခန္ဓာဒုက္ခလို့ဟုတ်တယ်တနာတော့တနာပါတယ်သူခင်ဗျာကိုကိုချစ်တဲ့လက်ဆောင်တွေဘာတွေပေးလို့ပေးတာကရောပစိုးအစင်လှလှလေးအဲကိုလိုချင်းနေတာကဟော့ရှော့ဇာအင်ကြီးလက်ပွအတွန့်နဲ့ကျိုးတိုင်းတောက်ဖက်နဲ့မခက်ဘူးလား အချစ်ဦးလေးနဲ့ကတက္ကသိုလ်မှာတွေ့မဲ့တာတွေ့တာပါတက္ကသိုလ်လည်းနှစ်တလျှောက်လုံးခြေယောက်ျားပုံဖမ်းပြီးတူတူတိတ်တိတ်နေခဲ့ပါတယ်အောင်ပြီဆိုးဘဝနဲ့ပဲနေခဲ့ပါတယ်အချစ်ဦးကိုအဝေးကနေကြိတ်ချစ်ခဲ့တာပါ သူကခြေတို့မိကြကင်းပေါ့အလှပရင်မောင်ကိုမင်းကလေးတိုင်းချစ်ခင်ကြမှာပါ မောင်ကဂျင်းပင်နဲ့စပုတ်ရှက်ကိုအမြဲတမ်းဝတ်ပြီးမော်တော်ဆိုင်ကယ်လေးနဲ့တကားတလေးကြအကားဖြူလေးနဲ့မောင်ဟာဆင်ဆွယ်နန်းပေါ်ကမင်းသားလေးတစ်ပါးပါချင်းနဲ့ကွာဝေးလွန်ပါတယ် မောင်ထိုင်တတ်တဲ့အတန်းနောက်မှာထိုင်ပြီးမောင်ကိုသိရင်နဲ့ကိုပဲမတိမတားနှမ်းရှုံရတယ်။မောင်ကြောင်းလာတာကိုစောင့်ကြည့်ရတယ်။ကင်တင်းမှာမောင်စပွဲကက်လျက်ကိုထိုင်စားပြီးစိတ်ကူးနဲ့လက်ဆုံစားရတယ်။ဒါတော့ပါပဲ။ခြေတိတယ်မပူခဲ့ပါဘူး။အဝေးကပဲချစ်ခဲ့ပါတယ်။နောက်ဆုံးနှစ်မှာမောင်အတွဲရသွားတော့အိုးခြေအသေးကွဲခဲ့ရတယ်။ဖြက်ဖြက်လူးနေအောင်ခန်းစားခဲ့ရတယ်။ဟိုစပီမာရဲ့ဝက်ခြေကောင်းကောင်းလဲပြီပေါ့။ အသေးကွဲဝေဒနာကိုချေတော်တော်ကြက်အောင်ခုလိုက်ရတယ်။ကျောင်းပေရဲ့မှာဂျီမတငယ်ချင်းတယောက်ရဲ့အလှပြင်ဆိုင်ကိုတွားပြီးမိတ်ကပ်စပင်တင်လိုက်တယ်။ချေငငယ်ကလေးကလေးကအဲ့ဒီမိတ်ကပ်စပင်ကိစ္စကိုအယမ်းစိတ်ဝင်စားတယ်လေ။ဒါတောင်အဲ့ဒီဆိုင်ကဂျီမတွေကကိုကယောက်ျားပုံဆိုတော့ပထမစိတ်ဝင်စားကြသေးတယ်။ဂျီမကိုစိတ်ဝင်စားတဲ့အမိုက်ခိုက်ကောင်လေးဆိုပြီးပေါ့။နောက်မှဂျီပုံမှမန်းတိသွားကြပြီးအဖုံးကိုပွင့်အောင်ဒင်းတို့ပဲလုပလိုက်တာလေ။ ။ကြောင်းပြတာနဲ့ခြေဆုံးပြလိုက်တော့တယ်။ခြေပြောင်ပြောင်တင်းတင်းပဲဂျီမဘဝကိုခံယူလိုက်တော့မယ်။ဟုတ်တယ်လေ။ခြေကိုကိုကိုတည်ပြီ။ခြေဘလို့မှယောက်ျားမဖြစ်နိုင်တော့ဘူး။ခြေကိုကိုကိုအမျိုးမျိုးကြိုးစားကြည့်ပြီးပါပြီ။ခြေဟာမိမ့်မှပဲ။ခြေစိတ်ကမိမ့်မှပဲ။ခြေမိမ့်မှလိုပဲနေချင်တယ်။မိမ့်မှတယောက်အနေနဲ့ပဲဘဝကိုဖျက်တမ်းချင်တယ်။စိတ်မချမ်းမသာနဲ့ဟန်ဆောင်နေရတဲ့ဘဝမှာချိန်မနေပြစေနဲ့ချိန်မှာတတ္တိရှိပါတယ်အချောင်မှာဂျီမတယောက်နေနဲ့ ဝကိုရင်ဆိုင်မှုတတ္တိရှိပါတယ်။ဖြစ်လာသည်များကိုချက်ရင်ဆိုင်မယ်။လောကကိုမျက်နာအတ္တနဲ့ရင်ဆိုင်တော့မဟဲ့ဆိုပြီးဆုံးဖြတ်ပြီးတဲ့နောက်တနေ့မနေ့မှာပဲခြေတလုံးမွေးတွေအကုန်ရိုက်ထမင်ကိုဝစ်ချလိုက်တယ်။ဂျီမဘဝနဲ့ခြေလောကကြီးထဲမှာစတန်လှုပ်ရှားလိုက်တာနဲ့ပထမဆုံးခြေအိမ်မော်ကဆင်းခဲ့ရတယ်ရှင်။ဂျီမတငယ်ချင်းတယောက်နဲ့ခြေသွားနေတယ်ခြေစပင်အငားညက်ပြီးအသက်မွေးဝမ်းကြောင်းနေစိတ်ချမ်းသာလိုက်တာ ချေမိမတယောက်လိုနေရပြီလွတ်လပ်စွာနေလို့ရပြီဒါပေမဲ့ထင်တယ်လို့မနေပါဘူးအဆင့်တန်းမြင်းမြင်းတက်တက်ရရနဲ့ဂုံတရေရှိကတော်မတွေလိုပဲနေပါတယ်ကိုလမ်းထွက်လို့လမ်းမှာပြုံးစီပြုံးစီကြည့်ကြပြီရတယ်ရှင်ကြည့်ပါစိတ်မဆိုးတတ်ပါဘူးအသားလည်းပဲ့မပါပါဘူးမမတိတ်လှတာပဲညမတိတ်မိတာပဲပြောပါရှင်ရပါတယ်ကျေးဇူးတင်ပါတယ်လို့တော့ခြေပြန်ပြောလိုက်ပါတယ်အဲအဲ့လိုမဟုတ်ဖဲနဲ့ ဘာပုံကြီးတော့ဂန်ဒူးမအရှက်မရှိဘူးလားဘာလားနေတော့မယိုင်းနဲ့ချဲ့အကြောင်းကောင်းကောင်းသိသွားမယ်ပဆိုင်အထဲမှာအမြဲထက်မြက်နေတဲ့စပင်းညက်တဲ့ကက်ကြီးအမြဲတမ်းပါတယ်ချဲ့ကိုထမင်းလဲကြွေးတော့စော်ကားမော်ကားလှုပ်သူတွေရဲ့အန်ဒီယမလဲကာကွယ်ပြီးတော့တက်တော်ဆောင်ကက်ကြီးကလေးပေါ်ရှင်ချဲ့ဒုတိယအချက်နဲ့တွေ့တဲ့ကောင်လေးဟာဒီကက်ကြီးလေးကအောင်တွေတော်လေးပေါ့ချဲ့ကသူ့ကိုခြာတိတ်လိုပဲခေါ်တယ်ချဲ့ထင်ငယ်တယ်ဆယ်ရန်ကြောင်းသားလေးနူးနူကလေးနဲ့ချောချောကလေး သူကခြေရုဆိုင်မှာသပင်လားလာညက်တယ်။ပြီးတော့ခြေညက်ပေးတာကိုမှသဘောကျတယ်။ခြေညက်ပေးမှဆိုပြီးလာကြတဲ့သူတွေရှိပါတယ်။ဒါပေမဲ့အဲ့ဓာတွေထဲမှာခြေကလည်းသူ့ကိုချစ်မိသည်။မြင်းမြင်းချင်းပင်ဆွဲလန်းမိပါသည် ဖြစ်တာ။ကဲဟုတ်ပြီ။ဆွဲလန်းတာကတော့ဟုတ်ပြီ။ကိုချစ်နေတာသူသိအောင်သူကကိုကိုပြန်ချစ်အောင်ခြေစွမ်းဆောင်စမ်း။ဂျီမတို့တက်အပ်တဲ့အထာရတ္တတွေနဲ့ကြံစမ်းကြံစမ်းပေါ့။ ချဲတို့ဘဝဟာအောက်ကျနောက်ကျနိုင်လာပါတယ်။မိမအစ်စ်တယောက်အနေနဲ့တော့ကိုကတစ်ဖက်သက်ကြိုက်မိရင်ယောက်ျားလေးကိုစဖို့ခက်ပါပြီတဲ့။ဂျီမတယောက်အနေနဲ့ဆိုရင်တော့တွေးရတာကြီးတော့ချဲမလေးအနူးညံ့အတိမ်မွေ့ဆုံးနည်းတွေနဲ့ခြားတိတ်သဘောကျလာအောင်ကြိုးစားလိုက်ရတာ။စပင်းလေးကိုကက်ချီလေးနဲ့တယူတရာညှက်ပေးရင်ကက်ချီလေးအကြောင်းပြောပြလို့ပြောပြ။ခြားတိတ်မျက်နှာပေါ်ကမရှိတဲ့စပင်းမွေးလေးတွေကိုတိတိချာချာကောက်ပေးလို့ကောက်ပေးရနဲ့။ ခြားတိတ်ကအိန္ဒြေရှင်မပုံစံကိုကြိုက်တတ်တယ်ဆိုတော့လေနေပြလိုက်ရတာအိန္ဒြေရှင်မပုံစံကျစ်စမီအရှိကြီးထားပြီးရင်ပုံးနဲ့ကြိုက်ထမိန်တောင်ဝင့်နေလိုက်ခြင်းသေးတယ်ခြားတိတ်ကြိုက်တယ်လို့ချဲနေမယ်ချဲခြားတိတ်ကိုတကယ်ချစ်နေမိပြီကိုချဲနဲ့ခြားတိတ်ချစ်သွားကြတော့ခြားတိတ်ကလေချက်စီလိုက်နေတယ် ချက်တင်ခဲ့ခြင်းအိမ်မှာပေါ့ဂျီမတင်ခဲ့ခြင်းကကိုချင်းဆိုင်ရှာပါတယ်သူလဲချစ်ဖို့ယူဖို့သူကိုခြားတိတ်ချက်စီလာနေတဲ့ရက်တွေဟာချက်ဖို့ဘလို့မှမေ့မရတဲ့ရက်တွေရဲ့ပါမနဲ့လင်းရင်ခြားတိတ်အတွက်မျက်နှာတည်အစင်သက်သွားတိတ်တန်လေးပေါ်မှာဆေးလေးညှင့်လို့မျက်နှာတုပ်ပွားလေးပခုံးတင်ပြီးခြားတိတ်မျက်နှာတင်နေတာကိုစောင့်ကြည့်ရတာဘလို့ချင်းနူးမှမသိဘူးခြားတိတ်မနှိုးခင်အင်ဂျင်နီယာမှဈေးလဲသွားပြီးပြီခြားတိတ်ကြိုက်တာလေးတွေချက်မဲ ထမင်းလက်ဆောင်စားမယ်။ခြားထိတ်တဲ့င်းစာဖတ်၊စာအုပ်ဖတ်တဲ့နာမှာကြံတရရာ၊ဖျားပန်းလဲရတာဘယ်လိုအရသာရှိမှန်းကိုမသိဘူး။တာယာတဲ့အိမ်တော်ရှင်မိမတယောက်ရဲ့ခံစားမှုမျိုးကိုအပြည့်အဝခံစားရတယ်ကွယ်။တစ်ချိန်တည်းမှာပဲခြေတိနေတာကဒီကျင်းနူးချမ်းမြေစရာရက်လေးတွေဟာခဏပဲဆိုတာခြေတိနေတယ်လေ။ဒီရက်ကလေးတွေဟာမကြခင်ပျောက်ဆုံးရတော့မှကိုခြေတိနေတယ်။ခြေတို့ဟာမိမအစ်မမဟုတ်တာပဲ။ ဒါပေမဲ့ချဲရူရင်ထဲမှာသားကိုတခင်လင်ကိုဖျားဆိုတဲ့မိမစိတ်မျိုးအပြည့်ရှိနေတယ်။ဒါကိုဘယ်ယောက်ျားမှမယုံကြပါဘူး။အလေးနဲ့မထားကြပါဘူး။ဘယ်လောက်များကြိတ်ခွဲဝန်းနေဖို့ကောင်းလိုက်ပါသလဲ။ချဲတိတ်ကြောက်တဲ့အချိန်ဟာမကြလာပါဘူး။၆လလောက်အတွင်းမှာရောက်ရှိလာခဲ့တာပဲ။သူတို့ယောက်ျားတွေကတော့လွယ်လိုက်တာ။ချာတိတ်သူ့အိမ်ခဏအဆိုးပြန်သွားပြီးတပတ်လောက်ကြာမှချဲရူဘေးကဖုန်းကိုလှမ်းဆက်ပြောတယ်လေ။ ချဲ့စီသူပြန်လာလို့မရတော့ဘူးတဲ့သူ့အမေကချဲ့စီပြန်မသွားရဘူးဆိုပြီးငွေတထောင်မှုန့်ပိုးပေးတယ်တဲ့လေကြည့်ပါဦးချဲ့နဲ့ငွေတထောင်လဲလိုက်တာပေါ့လဲเสียလားအမလီဖုန်းဆက်ပြီးအပြန်ထမင်းစပွဲပေါ်အမောက်ကိုချပလိုက်တာမျက်ရည်တွေလက်ခုံနဲ့တတ်ချပြစ်ရတယ်ပူဆွေးတော့ကရရောက်ပြီးအချစ်တွေလေးလွင့်နေတာတော်တော်ကြာတယ်မေကွက်ကိုရှာမမအေးအခွေလေးကိုင်းပြီးကက်ဆက်ကောင်းကောင်းရှိတဲ့ဂျီမတငယ်ချင်းတယောက်အိမ်သွားသွားပြီးငိုရတယ် နောက်ခံပလေးပတ်နဲ့မင်းသမီးလွမ်းကန်းပေါ့ပါစေးမကူကြမလို့ပဲမျက်ရည်အစစ်တောက်ခနဲ့တောက်ခနဲ့နေအောင်ကြားတယ်အချစ်ကန်ခေးလိုက်ပုံများတော့လွမ်းစရာလေးတွေအရန်တိုက်ဆိုင်ပြီးတိတ်ငိုကျင်တဲ့အခါမျိုးမှာဖီလင်းနေစုပြီးတိတ်ခွေလေးကိုကိုင်းပြေးသွားတခါတည်းဟိုအိမ်မှာ တကားကြီးကတော့ခန့်လို့ဒီကကောင်မမှာဖီလင်းနေဤလဲလဲကြီးနဲ့ဘာလုံးလိုက်ရမှန်ကိုမသိဘူးပန်းချယ်ရီမမရဲ့ဖြစ်အင်ကိုမြင်လဲစေခြင်းမရင်ခြားတည့်ရဲ့ ကမ္ဘာလောကကြီးထဲမှာအသက်ရှင်မနေလို့တော့ပဲအချက်အတွက်ဂျူလီယက်ဆမ်မလို့တောင် စိတ်ကူးမိတယ်။အဲ့ဒီခါကျချာတိတ်ကရိုမီယိုလိုချက်စီပြေးလာမလား။ချက်နောက်လိုက်သေးလိမ့်မလား။ချက်သိပါတယ်မသိပါဘူး။ပြေးလာမှလည်းမဟုတ်ပါဘူး။ဘသူကလည်းအချက်အတွက်အသက်တည်ခံတဲ့ဂျီမာတယောက်ကိုတနာမှလည်းတနာစရာလား။ဒီတော့ငြိမ်ငြိမ်နေဂျီမာတိုင်းခံစားမှုတဲ့ဝေဒနာကို အချင်းဆိုတဲ့တမားတော်ကြီးနဲ့ကုဒါပဲ အချစ်စာတာဆန်းလက်ညှိုးမိန်နေချိန်မှာပဲချဲ့ရဲ့အလုတ်စာတာဆန်းလက်ကတက်လာခဲ့တယ်လေဗီဒီယိုလောကတွေခြေချဝင်ရောက်ရတော့မဲ့ကပ်ပေါ့ဆိုင်မာစပင်လာလာညက်နေကြချောချောစပီမာတယောက်ကဗီဒီယိုမင်းသမီးလုံမလို့တဲ့သူ့ကိုမိတ်ကပ်စပင်ချဲ့လုတ်ပေးပါတဲ့တကားကိုဘယ်လောက်ယူမလဲတဲ့တငယ်ချင်းချီမနဲ့ခေါင်းချင်းရရတော့တာပေါ့လုတ်ပါဟဲ့တငယ်ချင်းမရဲ့လုတ်စမ်းပါဟဲ့စုံစမ်းစမ်းဗီဒီယိုဆိုတဲ့အကြောင်းအဲ့ဒီတုန်းကဗီဒီယိုခေတ်ဦးလေး ခုလောက်အုံအုံကြွကြွမညံသေးဘူးကိုရုပ်ရှင်မိတ်ကဲစပင်လောက်ပဲကိုကတည်တာပြီးတော့ရုပ်ရှင်မိတ်ကဲစပင်မှာ ကို့အနေနဲ့တိုးဖို့ဆိုတာမလွယ်တော့အေးအေးပဲအလူမင်္ဂလာဆောင်ဝိုင်းဝင်မယ်လို့ဒုံဒုံချထားတာခုလို့ဆိုပြန်တော့ရုပ်ရှင်မိတ်ကဲလိုင်းဝင်ကြည့်ရသေးတာပေါ့ဆိုပြီးရုပ်ရှင်မိတ်ကဲဖရားရီစီတွားပြီးစီပူနီးနာယူရသေးတယ်ကို့မမီဆန်းတို့မမီဆိုးတို့ဆိုတာမိတ်ကဲဆန်းနီးမိတ်ကဲမမီဆိုးတို့ဆိုပြီးနာမည်တစ်လုံးနဲ့နေတာတွေဘယင်မကြီးတွေ ူတို့ကလည်းလောက်ကြည့်ပေါ့တဲ့ဟဲ့ငါတို့တုန်းကဆိုနင်တို့လိုလွဲတယ်မထင်နဲ့ရုပ်ရှင်မိတ်ကပ်လေးလိမ့်ရပါမယ်အကြောင်းဒါရိုက်တာကိုကတ်ရမင်းသမီးကိုကတ်ရရှူတင်ကမနဲ့စောကြီးထွက်မှာကိုအင်းကဝေးတော့ညကလေးကဒါရိုက်တာအိမ်သွားအိပ်ပြီးလိုက်ရတာလိမ့်ချင်လွန်းလို့မင်းသမီးမတွေကလည်းတောက်ကေးပါလိုက်တဲ့အမျိုးခေါင်းကန်ရင်ဖြည်းဖြည်းကိုင်းမြခုံးမွေးဆွဲတာကဘယ်လိုကြီးနဲ့ဟုတ်ကဲ့အမဟုတ်ကဲ့အမနဲ့ တီးခံပြီးလှုပ်ခဲ့ရတာတဲ့မမီတို့ပြောတာလည်းမှန်ပါတယ်ကိုလှုပ်ကြည့်တော့အတွေ့အကြုံလဲရနာမည်လဲရပတ်စံလဲရတာပေါ့ဆိုင်ကဂျီမတငယ်ချင်းစီကလက်ခစားရတဲ့ပတ်စံကချက်တွေဘဲမေမေရရဟုတ်မလဲထားလိုက်ပါတော့တကက်ဟိုမင်းသမီးနဲ့ဈေးစကားပြောကြတော့တကားတထောင်နဲ့တဲ့တယ်သူစွန်လို့နာမည်ကြီးမင်းသမီးဖြစ်ရင် တို့ပြီမယ်ပေါ့ဟုတ်ပြီပေါ့ပြောအောင်မယ် ကိုနာမည်ရအောင်ပေါ့မိကက်ပစ္စည်းကတော့အကောင်စားတွေတုံးမယ်ဆိုပြီးရှောင်ဝဲအရင်ထောင်တာငွေတထောင်ကျော်ကျော်ချော့ရောမင်းသမီးစီကရသေးတာမဟုတ်ဘူးကိုစုထားတာလေးနဲ့ဂျီမတငယ်ချင်းစီကချီးဝဲတာကဲလီကုံချင်းကုန်းကိုတလန်အတွက်ပဲဆိုပြီးပြင်းနှုံးစင်တော့ဒေဒီအလုပ်ပြုတ်တယ်ဆိုတဲ့တရင်ကြားရတော့တာပဲမမီကလည်းနေမကောင်းဘူးတဲ့ဘယ်နဲ့လုံမလဲကိုကအကြီးဆုံးသားချက်အောင်မှာ၃ရောက်ရှိသေးတယ်။ကြောင်တစ်ပိုင်းတစားရင်းနဲ့ကြည့်ပဲ။ ချိန်အင်ပြန်လာခဲ့တော့တာပေါ့ဒယ်ရီရောမာမီရောမျက်ရည်တွေကြားလို့စိတ်တက်တွေလည်းကြားလို့ကဲဘာမှစိတ်တက်ကြကြမလို့ဘူးဒယ်ရီကိုတယောက်တည်းမဟုတ်ဘူးအများဒယ်ရီလှုပ်ရရင်ခံရရမယ်ဒယ်ရီတာဝန်ကျေတယ်မာမီလည်းမငုံနဲ့ချဲလှုပ်ကြွေးမယ်ဒယ်ရီတို့ဘာမှမပုန်နဲ့လို့ကို့မိဘကိုအားပေးရတာပေါ့ဒါပေမဲ့ကို့ရင်ထဲမှာတော့ပူလို့ဗီဒီယိုမိတ်ကပ်လိုက်မှာဝင်ဆန်းပါမလားကို့မင်းသမီးအောင်မြင်ပါမလား तू မအောင်မြင်ရင်ငါဘယ်သူကငါပါမလဲ။ ဆိုင်လက်ခါစားသပင်ညက်ခါနေကတော့ဘဲ့နယ်လို့မိသားစုစားလောက်ပါမလဲနဲ့ပူလိုက်ရတာတော်ပါသေးရဲ့တော်ပါသေးရဲ့ပန်းချယ်ရီမမစမ်းထားဖို့ချိန်တန်ပြီးခစ်ကိုရောက်လို့ကို့မင်းသမီးကလည်းအောင်မင်းဗီဒီယိုခစ်အုံအုံထားတဲ့အချိန်လဲရောက်လာတာနဲ့မိတ်ကတ်ချဲဆိုတဲ့နာမည်လေးထွက်သွားတယ်ပိုက်ဆံလဲ1500တိရလာတယ်ကားရရက်တွေကလည်းဆက်လို့မရောက်ဖူးတဲ့မျိုးတွေလည်းအကုန်ရောက်ပြောလို့ချက်သူအစ်စ်တွေလည်းတွေ့ ဆန်းကအကုန်ထတာအကုန်ဒါပေမဲ့ထဲတခါတည်ဘူးလို့ပြင်ဖို့ဂူဖို့နားလဲခဲ့ပြီယူခဲ့မူခဲ့ဘူးပြီတော်ပြီကွယ်ချဲအယူးချင်းမချစ်တော့ဘူးဘလူးချစ်ပဲချစ်တော့မယ်ချစ်ပြီးရင်သွားကိုပြစ်လိုက်တဲ့ခွန်မနဲ့ဆုပ်ဘဲခွေးဝဲစားမှချီချီပေါ်လို့သဘောထားလိုက်ဒါပဲချဲ့ရဲ့ရွှေရောင်လက်တွေတက်လက်လက်ဖြစ်စပြုတ်လာတာကိုဒက်ဒီကလည်းမြင်လာတယ်နဲ့တူပါရဲ့အမဲချဲ့လက်တွေကိုကြည့်ပြီးမချီးမွန်းစဘူးချီးမွန်းလို့ မင်းလက်တွေငါခုမှတေချာကြည့်မိတယ်တဲလာတဲ့လက်တွေပါလားတဲ့ဒက်ဒီကဒက်ဒီကပြောလိုက်ရတယ်ဒက်ဒီတွေမဟုတ်ဘူးလူတကာကပြောတာလို့ပြီးတော့ပြောရသေးတယ်ဒီမှာဒက်ဒီလို့အခုတော့ထဲအဖိုးတံမှန်သိပြီမို့လားနှစ်မျိုးအားကိုးရတယ်မဟုတ်လားဟင်ချက်ရမလားပြုတ်ရမလားရှော်ဖို့မိဘူးတိုက်ရမလားအိန္ဒရေရှင်ဘိုင်းကောင်းကြောက်ဖီမာလေးလို့လည်းရတယ်အပြင်ကိစ္စဝိစာယောက်ျားလေးလို့နေရာမျိုးတွေတွားရမလား ပြောရဆိုရမလားရတယ်ဒီလိုနှစ်မျိုးအားထားရတဲ့သားသမီးမျိုးရတာဒယ်ဒီတကယ်ကံကောင်းနေမှတ်ပါလို့နုံနုရီအင်းဝအေးကိုနားဆင်အပြေးခဲ့ကြတဲ့သူအားလုံးကိုကျေးဇူးအများကြီးတင်ပါ